မဟာပြိုင်မကြီးရီယယ်မက်ထရီအသင်းကိုအနိုင်ယူပြီးပလာသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေစေဘာစီလိုနာဘာစီလိုနာသိအောင်ဆက်ပြီးမှဇားသွားတဲ့ကိုပေါ်လီဘိုလူပွဲမှာခါသီးတဲ့ပြိုင်မဲ့ရီယယ်မက်ထရီအသင်းကိုကိုနေရဲ့ချိန်ဖို့နိုင်ကိုနဲ့အနိုင်ယူပြီးချန်ပီယံဖြစ်သွားခဲ့ပြီးဖြစ်ပါလိမ့်ဘယ်ကျင်းတွေမှာနှုတ်ခိုးစီတွေကြောက်ပြီးပရန်ဒီကန်ရောက်မဲ့အချိန်တွေမျိုးရောက်ရှိနေတဲ့အချိန်မှာဘာဇူနာတဲ့နောက်ခံဇာမဟာ22ကအကွာမှလှပတဲ့အနံကိုသွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့် ပရမမမဘာဇီလိုနာအသင်းတို့ခြေစွမ်းမဲ့အသာစီးရရှိခဲ့ပြီးလာမယ့်ရမယ့်ခင်းပေးမှုကနေပီတရီလှပတဲ့ကံကျင်းတဲ့ပွဲကိုဥဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ရီယယ်မထွေအသင်းကကလင်မာပေဝင်အောင်လာပြီးနောက်တက်စစ်ပိုင်းပုံမကောင်းမလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကလင်မာပီယာသူ့ကြောင့်ရရှိလာတဲ့ free kick ကနေတိုက်ရကံသွင်းပြီးရီယယ်မထွေအသင်းအတွက်ခြေပါကိုသွင်းယူပေးခဲ့ပါလိမ့်။ဒီဟာပြင်းတဲ့ဆူပါစတားအတွက်ဇာမဘွားတစ်ချောင်းဒုရီယာမြောက်ဖရီကစ်ကနေတဆင့်အတွင်းယူခဲ့တဲ့ဂိုးလည်းပဲဖြစ်ပါလိမ့်။ ိုင်းနော်ရီယယ်မက်ဒရစ်အသင်းရဲ့ဘွဲစားချင်း89မိနစ်မှာဟာရာဂူလာရဲ့တောင်းကန်ဘောကနေကြွာမာနီယာခေါင်းတိုက်ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဘာစီလိုနာအသင်းကဘွဲပြီးကနေမိနစ်ပိုင်းအလိုမှာရာမဲလောင်ဘောကနေဖာရန်တော်ရက်စ်ကပိတ်သွင်းယူခဲ့တဲ့ဂိုးနဲ့ခြေပါခဲ့တာလည်းပဲဖြစ်ပါလိမ့်။အချိန်ပေါ်မှာတော့ဘာစီလိုနာအသင်းတို့ဗီနန်ဒီယာရှိနိုင်မဲ့အခွင့်အရေးတုံခဲ့ရပေမဲ့လည်း VR ကအချိန်ယူစစ်ဆေးပြီးတဲ့နောက်မှာငင်းပယ်ခြင်းခံခဲ့ရပါလိမ့်။အိုင်းနော်ကွန်ဒေးကဘာစီလိုနာအသင်းအတွက်အဖို့တန်အနိုင်ကိုတွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အခုဝဲစင်မတိုင်ခင်ရီယယ်မထွေအသင်းနဲ့ဒိုင်အန်ကြောင့်ပြဿနာတက်ခဲ့တာဖြစ်ပြီးပွဲပြင်အနည်းမှာလည်းအယံခုံကအနိုနီယိုရူဒီဂါနဲ့လိုကာဘတ်စကွတ်တို့အနီးကပြသခြင်းခံခဲ့ရသေးတာလည်းပဲဖြစ်ပါလိမ့်။မာဇိုနာသေးတဲ့ရီယယ်မထွေအသင်းတို့ဟာ2014ခုနှစ်နောက်ပိုင်းပရမအဆုံအချိန်ပြည့်ကိုပါလီဘလူးဘဲမှာထိတ်တန့်တွဲဆုံခဲ့တာလည်းပဲဖြစ်ပါလိမ့်။ပါဇူနာတဲ့အကူပါလေးစုခုနိုင်ပြီးတဲ့နောက်အခုရာသီစူလာ၃လုံးစုခုနိုင်မဲ့လမ်းကြောင်းပေါ်မှာရှိနေသေးတယ်ပဲဖြစ်ပါလိမ့် စပိန်စူပါဘလဆုကုထားတဲ့ဘာစီလိုနာသင်းဟာချန်ပီယံစင်မီဖိုင်နယ်ကိုတက်ရောက်ထားသလိုလာလီဂါမှာလည်း၄မှတ်ဖြတ်ပြီးဦးဆောင်ထားတာလည်းပဲဖြစ်ပါလေ။ဘောနက်စတီကဘလဆုကုဖို့အတွက်လက်တကန်အကူကိုရောက်ရှိလာတဲ့ဘိုင်ယန်မြို့နယ်ဘိုင်းမနီအသေးအင်ခွဲမှာမက်စ်ကိုဂိုးပြန်နိုင်ရရှိပြီးတော့နောက်ထပ်တပွဲအနိုင်ရမယ်ဆိုရင်ဘရက်စတီကဘလစကုနိုင်မဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီဖြစ်ပါလိမ့်။နေရွာကုမ္ပဏီရဲ့ဘိုင်းမနီအသေးအပွဲစားခြင်းနဲ့18မိနစ်မှာစာနေရဲ့အနီးကပေးသွင်းယူတဲ့ဂိုးနဲ့ပွဲကိုဥဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အဲနောက်ပွဲစားချိန်မိနစ်40မှာအိုလီကအတွင်းကိုထိုးပဝင်ရောက်ပြီးတော့အနေဘောကန်ချတဲ့ဒုတိယဂိုးသွင်းယူနိုင်ခဲ့လို့ပရမာပိုင်းမှာဗိုင်းမနီအသင်းတို့နှစ်ဂိုးအသာနဲ့ဦးဆောင်ထားနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်အဲ့တော့ဗိုင်းမနီအသင်းအတွက်နန်တီကြာစီမဲ့တတိယဂိုးကတော့အင်္ဂလန်လေဝစ်စင်အရီဒီယာကအိုလီရဲ့ထောင်းကန်ဘောကနေကောင်းတဲ့သွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလိမ့် ဗိုင်းမနေတဲ့အောင်စနေနေ့ညကလေဘာဝစီအသင်းသားရမဆုံးကြုံခဲ့ရင်ဘရက်စတီကချန်ပီယံဖြစ်လာမှာပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းဇာဗီလွန်ဆိုတဲ့လေဘာဝစီအသင်းဟာအော့ဘတ်ကိုနှစ်ကိုကိုမရှိတဲ့အနိုင်ရရှိခဲ့မှုနဲ့အတူဗိုင်းမနေအသင်းတို့ချန်ပီယံဖြစ်ရေးနောက်တဲ့တစ်ပတ်ဆောင်ရတော့မှာလည်းပဲဖြစ်ပါလိမ့်။အခုပွဲစဉ်အားရာသီအကုန်မှာထွက်ခွာမဲ့ဂန်ဒွေဇာမာသောမတ်စ်မူလာဟာဝက်နက်စတီကပွဲ900မြောက်ပွဲကစားလာတာလည်းပဲဖြစ်ပါလိမ့် ။ဗိုင်းမနေနေရာလာမတဲ့ဘက်မှာလေဘာဝစီအသင်းတို့ဘလို့ပဲရလဒ်ရရှိလာပါစေ။စနေညရဘူးလိုင်ဇစ်အသင်းရဲ့ပွဲစဉ်မှာနိုင်ရရှိခဲ့မယ်ဆိုတော့33ဂျိန်မြောက်ဘော်ရက်စတီကာဘလာစခုရရှိတော့မှလည်းပဲဖြစ်ပါလိမ့်။ဒီဇူဘလာဟာရီကိန်းအတွက်တော့ကစားမဘောတစ်လျှောက်ပထမဆုံးသောဇူဘလာလည်းပဲဖြစ်မှာဖြစ်ပါလိမ့်။ ဇလင်းနေတွေမှာ73ချိန်မြောက်စကော်တလန်ပရီးမီယာလိဂ်ဖလားစုကူရရှိသွားတဲ့ဆက်တဲ့ဇယ်ဒီယာဒန်နီယူနိုက်တက်အသင်းကို9ဂိုးကိုမရှိတဲ့နိုင်ယူပြီး74ရာသီမှာ73ချိန်မြောက်စကော်တလန်ပရီးမီယာလိဂ်ဖလားစုကူရရှိသွားခဲ့ပြီဖြစ်ပါတယ်ဘရန်ဒန်ရော်ဂျာရဲ့ဆက်ရီယာကူပွဲမှာတမန်ရယုံနဲ့ချန်ပီယံဖြစ်လာမှာဖြစ်ပေမဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ဘရန်ဒန်ရော်ဂျာဆက်ရီဒီပြအဖြစ်စတလုံးမြောက်ဆူလောက်စကူလာခဲ့တာဖြစ်ပြီးကလပ်ရဲ့သမိုင်းမှာဝီလီမာလေးနဲ့ဂျော့စတင်တို့ပြီးရင်တော့အောင်မြင်ဆုံးနေပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုဘက်မှာဆက်တဲ့အသင်းတွေအနံကိုရောစထရက် OG ခန်း29အိုဒါ29နဲ့အတီးတီးတွင်းယူခဲ့ကြတာလည်းပဲဖြစ်ပါလိမ့်ဆယ်ရီအကိုရာသီစကော့တလန်ပရီးမီယာလိမှာတွင်းကို103ကိုအထိရောင်းချင်းကြတာလည်းပဲဖြစ်ပါလိမ့်စကော့တလန်ပရီးမီယာလိဂ်ဖလားကို55ချိန်မြောက်စကူလာခဲ့တာဖြစ်ပြီးဥရောပရဲ့အောင်မြင်ဆုံးအသင်းဆန်ချိန်ကိုလိုက်မိဖို့နေဆက်လာပြီးလည်းပဲဖြစ်ပါလိမ့်။လက်ရှိဥရောပမှာအောင်မြင်ဆုံးလေအသင်းအဖြစ်လင်ဖီကအမှတ်ပေးဖလား59ချိန်စကူပြီးရပ်တည်နေတာလည်းပဲဖြစ်ပါလိမ့်။ အဒရစလင်းနေရွယ်မှာဇာမဘွားကနေနောက်ယူပြီးစစ်တပ်ထဲကိုဝင်ရောက်လာတဲ့ခြေစီကိုသမဟောင်းခြေစီနဲ့ကိုသမဟောင်းဟာအဒရစလင်းနေအရွယ်မှာပဲဘောလုံးပေါ်ချင်းမြတ်နိုးတဲ့စိတ်ကုံဆုံးသွားပြီးတဲ့နောက်ဇာမဘွားကနေနောက်ယူပြီးတော့စစ်တပ်ထဲကိုဝင်ရောက်လာပါလိမ့်။သူကလိုရလာမဲ့ဆိုရင်ယူကရိန်းအတွက်တိုက်ပွဲဝင်ဖို့လဲအသင့်ရှိနေပါသေးတယ်။သူ့နာမည်ကတော့နီကိုလတ်စတီးပဲဖြစ်ပါလိမ့်။ နီကိုလတ်စတီယာထိန်တော့ကချဲစီအသင်းရဲ့အလားလာအကောင်းဆုံးလူငယ်ကိုယ်သမားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီးအသက်24နှစ်အရွယ်မှာပဲအာသင်းမှုကောင်းစွာနဲ့ပဲကစားမဘွားကလေးအနားယူခဲ့တာလည်းပဲဖြစ်ပါလေ။သူဟာကစားခီးခြေကိုဆက်လက်မလျှောက်လန်းတော့ပဲပြင်သစ်စစ်တပ်ထက်ကိုဝင်ရောက်ခဲ့တာလည်းပဲဖြစ်ပါလေ။လာလီဘောကိုသမဟာချဲသေးသေးမှာ2019ခုနှစ်ကနေ2020ခုနှစ်ထိ3နှစ်ကြာကစားစကားစဉ်အတွင်းပထမအသင်းကြီးအတွက်ဇာခွင့်မရရှိခဲ့ဘဲ Premier League 2 UEFA လူငယ်လီ ပရီးမီးယားလိယူဆက်ရှိပြိုင်ပွဲတို့မှာကစားခွင့်ရရှိခဲ့ပါလိမ့်တော်ချေသေးသေးမှာအခွင့်အရေးနှဲပါမှုကြောင့်2020ခုနှစ်မှာစတန်ဘူဘေ့စ်ကိုစွန့်ခွာပြီးတော့ဘော်ဒီဂီကလပ်ဗီတိုရီယာ FC ကိုပြောင်းရွှေ့ခင်တာလည်းပဲဖြစ်ပါလိမ့်။အဲဒီမှာလည်းသူဟာစီနီယာအသင်းကိုထိုးပေါက်နိုင်ဖို့ခက်ခဲနေမှုနဲ့တူကစားမဘွားကလည်းနားယူဖို့ဆုံးဖြတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီကတော့ကျွန်တော်လိုချင်တဲ့အတွေ့အကြုံကောင်းတွေကြုံခဲ့ရပါလိမ့်။အခုအသင်းဖြစ်နေပါပြီ။နေတိုင်းလည်းကျွန်တော်လေ့ကျင့်နေပါလိမ့်။ စစ်သားဘွားကိုအမြဲတမ်းသဘောချပါလေဒီတော့ဘာလို့စစ်တပ်ထဲမဝင်ရမှလဲလို့ကိုကိုကိုမေးခွန်းထုတ်ခဲ့ပါလေကျွန်တော်ဖုန်းကလည်း Ambro Coast မှာ Lady စစ်သည်တူပါဒီတော့ဒီတော့စစ်တွေကိုဘာလို့ကြော်ဖြတ်နိုင်ရမှလဲကျွန်တော်ကနိုင်ငံကြီးလောက်တာမဟုတ်ပါဘူးပြည်ထောင်ရေးအရင်မြေကိုချိန်မုံမှုအတွက်အသင်ဖြစ်နေပြီးသားပါပဲတကယ်လို့များယူကရိန်းမှာစစ်မှုထမ်းဖို့တကားဖွင့်ပေးလာရင်ကျွန်တော်အဲ့ဒီကိုသွားဖို့အစင်းနေပါပဲလုံးဝကိုကြောက်ရွံ့စိတ်လုံးဝမရှိပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေ လဘောသိအောင်မွေးကန်ခန္ဓာကိုဖြတ်စည်းနိုင်ဖို့မျှော်လင့်နေတဲ့စပါလီပြောပိုစတီဂိုဂလူဒေါ်နာစပါလီရဲ့နေပြောပိုစတီဂိုဂလူကလာမယ့်တင်းဝင်နေ့မှာလဘောသိရဲ့ပရီးမီယာလိချန်ပီယံဖြစ်နိုင်ရည်ရှိတဲ့အောင်မွေးကန်ခန္ဓာကိုဖြတ်စည်းနိုင်ဖို့မျှော်လင့်လျက်ရှိနေပါလိမ့်ဒါပေမဲ့သာမင်းကအရှင်ပြန်ရမယ့်ယူပါလိဆင်မီဖိုင်နယ်ပရမတ်ကျော်ဘွဲစဉ်အတွက်ကစားမလို့ကိုတိုးတဲ့နားပေးဖို့အတွက်စဉ်းစားနေမှာမဟုတ်ဘူးလို့လေအခိုင်အမာဖွင့်ရပြောဆိုခဲ့ပါသေးတယ် အားလျာကြာလာမယ့်နေ့မှာရေးကြီးတဲ့ U Bali Semi Final ပရမောက်ချောက်ပွဲစဉ်ရင်ဆိုင်စားရဖို့ရှိပါလိမ့်ဒါပေမဲ့ဒီပွဲစဉ်တိုင်ခင်ဒီကနေ့မှာတော့လီချမ်ပီယံဆူနယ်လက်ကန်အလိုကိုရောက်ရှိနေတဲ့အမှတ်တမှတ်သားလိုအပ်တော့တဲ့လဘောသင်းရဲ့အင်ကွင်းအန်ဖီကိုတွားရောက်ရင်ဆိုင်ရမှာလေးပဲဖြစ်ပါလိမ့်။နေပြပေါ်စတီဂုံလူကဂျာလာမင်းရဲ့ပွဲထက်ဒီကနေ့ညအန်ဖီကိုတွားရောက်ရမယ့်ခရီးစဉ်ကတော့အဓိကအယုံဆက်သွားဖို့ရှိနေပြီး သူငယ်ငယ်တွေကအားပေးခဲ့ဦးတဲ့ကလပ်အသင်းဖြစ်တဲ့လဘောအသင်းကိုကောင်းဆုံးရှင်ပြိုင်ကစားပြီးတော့အခက်တွေ့အောင်လှုံ့ဆော်သွားမယ်လို့အခုလိုပဲဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေ။ဒါကအထီးကမရှိပဲဒီဘက်ကိုတော်ဖြတ်နိုင်ဖို့ပဲမဟုတ်ပါဘူး။ထိုင်တန်းသင်းတဲ့သင်းကိုကောင်းကောင်းစားပြသနိုင်ခဲ့တဲ့ဆိုတဲ့ခန်းစားချက်မျိုးရရှိစေဖို့ပါပဲ။ရှေဝဲဘာတွေရှိလာမလဲဆိုတာကိုခဏဘေးဖယ်ထားပြီးတော့လဘောနဲ့ပွဲမှာကောင်းကောင်းကစားပြသနိုင်ဖို့ကအထီးကအရေးကြီးဆုံးပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေ။ ။လဘောသိန်းကိုငယ်ငယ်လေးကအားပေးခဲ့မှုတော့ကဒီကနေ့ပွဲစဉ်အပေါ်ချိုးတန်းရမှုတွေဇုံတရားရှင်းနိုင်မလားဆိုပြီးမေးမြန်းတော့နေပြပိုစတီဘောလူကလုံးဝကိုမရှိပါဘူးကျွန်တော်ကအသက်60နာကတ်နေတဲ့အရွယ်ရောက်ပြီးသားလူကြီးတယောက်ပါ။ငယ်ငယ်ကဆွဲလန်းခဲ့တာတွေကိုကြော်ဖြတ်ခဲ့တာတော့ကြားလာပါပြီ။ဒါကြောင့်ဗာသိန်းရောက်မှုမှတော့မရှိတော့ပါဘူး။ကျွန်တော်ဒီဘောလုံးကလပ်လဘောသိန်းကိုအလွန်လေးစားပါလိမ့်။ဟုတ်ပါလိမ့်။ငယ်ငယ်လေးတကကျွန်တော်အားပေးခဲ့မှုပါလိမ့်။ဒါပေမဲ့အဲ့ဒါဟာလုံးဝနဲ့290လောက်ကကိစ္စရပ်ပါပဲ။ အဲ့ဒီအချိန်ကနေအခုဆိုရင်အဝေးကြီးကိုပြောင်းလဲတိုးတက်ခဲ့ပါပြီကျွန်တော်တို့လေပေါင်းသင်းကိုတွားရောက်ပြီးတော့ထိန်ထိုင်အသင်းတဲ့နဲ့ကောင်းကောင်းရှင်ပြိုင်စားတွားခြင်းပါလေနေပါဘောစတီကိုလို့အသင်းကောင်းဆောင်ဆောင်အောင်မရကျွန်တော်ဒန်ယာကြောင့်ပြီးခဲ့တဲ့စပါသင်းရဲ့၃ဘွယ်ဆက်လွဲချော်ခဲ့ရပြီးဒီနေ့လေပေါင်းသင်းရဲ့ဘွယ်စဉ်ကိုလည်းဆက်လက်လွဲချော်သွားမှာဖြစ်ကြောင်းအတည်ပြုခဲ့သေးရလည်းပဲဖြစ်ပါလေဒါပေမဲ့တောင်ကလေးကျဲဝင်းအားဂျာသမင်းရဲ့ယူပါလိဘွယ်စဉ်အတွက်အချိန်မီပြန်လည်တက်တာလာဖွဲတော့မျောလင်းနေတာလည်းပဲဖြစ်ပါလေ လူစင်းမရတော့ပြောင်းလဲမရှိပါဘူးတန်ရာပြန်လဲကုသခံရတဲ့သူကတော့ဆိုနီတယောက်ပဲရှိပါလိမ့်တဖြည်းဖြည်းတော့တတလာနေပြန်လဲပဲဒိန်းဝင်းနေအတွက်တော့အဆင်သင့်မဖြစ်သေးပါဘူးရှေ့ကစားရမယ့်ဘွဲချက်အစီအစဉ်လေးအရာဂျာတာမင်းတွေကကျော်တို့အတွက်အရေးကြီးတဲ့ဘွဲစဉ်တွေပဲဖြစ်ပါလိမ့် ဒါကြောင့်ဒင်းဝင်နေပွဲစားချိန်လွတ်တဲ့အစားမအချို့ကပဲထည့်သုံးပြီးတော့အချို့ကတော့ပွဲပန်းမှုတက်တာဈေးဖို့ပွဲစားချိန်ချော့ပေးတာမျိုးအနာပေးတာမျိုးလုံးရပါလိမ့်မယ်လို့နေပြပိုစတီကိုလူကဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ဒီကနေ့ညရဲ့ဘွဲကြိုသုံးသက်ချက်တွေကိုလည်းတင်ဆက်ပေးကြပါလိမ့်။ဘုံမောမန်ချက်စတာယူနိုက်တက်ဘောမောကချန်ပီယံလိဝင်ခွင့်အတွက်အရန်ကိုခက်ခဲသွားပေမဲ့ဥရောပဝင်ခွင့်တနေရာအတွက်တော့အပြိုင်ရမယ့်ပြိုင်မဲ့တွေရှိနေသေးတယ်လည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ရလကောင်းမှုကအရေးကြီးပါလိမ့်။ အထာရမှာတော့ယူရိုတဲ့အသင်းကယူပါလိလောက်ဘယ်အရာမှအရေးမကြီးတဲ့အချိန်ဖြစ်နေတာလည်းပဲဖြစ်ပါလိမ့်။ဒီဘက်ဒီမှာလည်းအဓိကဈာမတွေကိုနားပေးသွားဖို့ရှိနေပြီးတော့ဘုံမောက်ကိုရင်ဆိုင်လာဖွဲရှိနေပါလိမ့်။လို့ဆိုရင်တော့ဘုံမောက်ဈာမုံကိုရှင်ဖို့မလွယ်တဲ့အနေထားမှာဒီဘက်ကတော့ဘုံမောက်အတွက်ပဲလို့ကျွန်တော်တော့မြင်ပါလိမ့်။နောက်လဘဘူးစပါဒီဘက်ကတော့နောက်24နောက်25ရာသီပရီးမီယာလိဂ်ချန်ပီယံမှာပေးဖလောက်ကိုလဘဘူးအသင်းရောက်ယူသွားမဲ့ပွဲလည်းပဲဖြစ်ပါလိမ့်။ ဆိုတော့ဒီဘက်ကသာနိုင်ရရှိသွားမယ်ဆိုရင်လက်ကျန်ပွဲ၄ဘွဲအလိုမှာနေစုံ15မဲ့ကွာဟသွားမှာဖြစ်လို့လဘဝူးချန်ပီယံဖြစ်ဖို့တေချာစေမဲ့ဘွဲဖြစ်ပြီးအင်ဂွင်းအန်ဖီမှာကစားမှာဖြစ်လို့လဘဝူးအသင်းအတွက်တော့ကိုယ့်ရဲ့ပရိသတ်တွေရဲ့ရှေ့မှာအောင်မဲခံရမယ့်အခွင့်အရေးကိုလက်လွတ်ခံမယ်လို့တော့မထင်ပါဘူး။ဘာသာရေးကလည်းယူပါလိဘက်ကပဲဒီအာယုံဆက်ရတော့မယ့်အနေအထားဖြစ်လို့လဘဝူးကိုခြေကုန်ထုတ်စားမယ်လို့တော့ကျွန်တော်တော့မထင်ပါဘူး။ဆိုတော့တေချာပေါ့လဘဝူးပဲအနိုင်ရရှိသွားမယ်လို့ကျွန်တော်တော့မြင်ပါလိမ့်။ ကရေတန်ကရောဘဲတင်ကနိုင်ရရှိတော်မလဲဆိုတာခံမှန်ပြောဆိုပေးခဲ့ကြပါတော့။ကျေးဇူးတင်ပါတယ်။ဘဲတင်များလို့ကိုစိတ်နှစ်ဖြောင်းကျမ်းမာချမ်းသာကြပါသည်ခင်ဗျာ။